အားလုံးပဲမင်္ဂလာပါဒီကနေ့ညမှာတော့မြန်မာလူငယ်ဖိုက်တာထွမဲအောင်နဲ့ထိုင်းဝါရင်ဖိုက်တာတန်နွန်တို့ One Friday 5129ရဲ့မွေထိုင်းခေါင်ပွဲအဖြစ်ထိုးသက်ကြပါတော့မယ်ဝမ်ချမ်ပီယံရှစ်ကတော့မြန်မာဖိုက်တာတွေကိုတယောက်ပြီးတယောက်စာမပွဲတွေစစ်နေတာပါချမ်ပီယံစိန်ခေါ်ခွင့်ရတဲ့အထိဘသူမှ မကြော်ဖြတ်လာနိုင်သေးပါဘူးဒီပွဲမှာ Wine Fighter တန်နွန်နဲ့ထိုးသက်ရမယ်ထွမဲအောင်ကတော့ တန်နွန်ဟာအတွေ့အကြုံများပြီး ပါဝါကြီးတဲ့ fighter တယောက်တန်နွန်ရဲ့ဘယ်လက်ဘယ်ကြောက်တွေကတော်တော်အန္တရာယ်များတဲ့ fighter မလို့သူ့အနေနဲ့အစောပိုင်းအချိန်တွေမှာအတင်းကြီးလိုက်မကစားပဲကုကုကိုကောက်ွယ်ပြီးရှောင်းသိန်းကစားမယ် game plan တိုင်းစနစ်တကျကစားမယ်နောက်ချီတွေကြမှာပြောင်းလဲကစားမယ်သူ့ဆရာတွေ တိုက်စစ်ကစားခိုင်းရင်လည်းမကြောက်မရွံ့ပဲဖွင့်ကစားသွားမယ်လို့ဆိုလာတာပါဒွန်မစ်အောင်ကနောက်ဆုံးထိုးတက်ခဲ့တဲ့ဝမ်ချမ်ပီယံရှစ်မှာလည်းနိုင်ပွဲရခဲ့တယ်လို့ရွေးရလဝဲပွဲမှာလည်းနိုင်ပွဲရခဲ့တော့ဒီချက်ကသူ့အတွက်အသာချက်တစ်ခုဖြစ်စေမှာပါပြီးတော့ထွန်းမင်းအောင်ကိုအားရတဲ့အပိုင်းကတော့ training အပိုင်းပါထွန်းမင်းအောင်ကသူ့အကိုတွေဆရာတွေနဲ့ပုံမှန်လက်ကျင့်ကစနေတာကိုတွေ့နေရတာပါ တို့မင်းအောင်အတွက်သူ့ကိုဆရာတွေကြောင့်ဒီတစ်ခုကတကယ်ကိုအားရကျေနပ်ဖို့ကောင်းနေတာပါ။ပြိုင်ဘက်တန်လုံကတော့တို့မင်းအောင်ရဲ့အလစ်ကိုစောင့်ပြီးခြေကန်ချက်နဲ့ဒုတိယချီမှာပဲပွဲသိမ်းပြမယ်လို့ဆိုထားတာပါ။တို့မင်းအောင်ကငေကုံရောအရက်ရောပုံစံကျတဲ့သူပါ။ဒါပေမဲ့ကျွန်တော်စိတ်မပူပါဘူး။ကျွန်တော်မှအပြင်းပြီးအနေရှိတဲ့လက်တီထိုးချက်တွေရှိပါတယ်ဆိုပြီးတော့ပြောဆိုထားပါသေးတယ်။ဒီပွဲကိုဂမ်ရင်းဖိုက်တာအောင်လက်အဆန်းကိုတိုင်က ထုံးမင်းအောင်ကိုဝင်းရအားပေးကြဖို့တိုက်တွန်းထားတာပါမြန်မာလူငယ်ဖိုက်တာနေရောက်အလဲထိုးနဲ့အနိုင်ရရှိကြပါစေလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်